ုဖြစ်ပါတယ်ခင်ဗျာတခုအကျဉ်းကြောင့်ပါလေဒီမှာပါ estate နဲ့အကူပထမဆုံးပေါက်ဆက်ထားတဲ့ပြိုင်ပွဲလေးအနေနဲ့ဒီဖန်တီးချပြခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီအလှတရားနဲ့ယုံကြည်မှုဆိုတဲ့ခေါင်းစဉ်နဲ့ပြိုင်ပွဲလေးကျင်းပပြီးတာဖြစ်ပါတယ်ဒီလိုပွဲလေးတွေကြတော့ဒါသူတို့ဆူမေးရမယ်ရဲ့လို့သူတို့တေချာပန်လေးတာဆူရဲရမယ်သူတို့အခွင့်အရေးတစ်ခုလည်းဖြစ်ဒီလိုရတဲ့အများကြီးရှိတယ်။ကဲဒီ conference သူရဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပုံပေါ်မှာ congratulations ပါညီလေးသူရ။ Congratulations ONN အပီရှိအဝါစုရခဲ့တယ်။တဆုလောက်ဝယ်ရမထင်တာပါဘောနော်။အဲဒါပဲနှစ်ဆုရပါပါတယ်။အရင်ပြောပါလား။ ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Beauty and Confidence Short Film Contest လို့ခေါ်ပါတယ်။ဇလန်တိုလေးကိုပြိုင်ပွဲလုပ်ပြီးတော့ဒါကျွန်တော်ဒီနေ့မှစုချင်းမြင့်ပေးခြင်းဖြစ်ပါတယ်။အာဒီနေ့ကတော့ဒါကျွန်တော်တို့ Global Aesthetic ပေါ့နော်။ဒီဒီသူတို့နဲ့ဒီကျွန်တော်ကျွန်တော်တို့ Delimo Aesthetic ကနေပြီးတော့မှဖိတ်တာပါ။အဲသူတို့ဒါတွေနဲ့ပတ်သက်ပြီးတော့လက်ပိုက်ရနဲ့ပတ်သက်ပြီးတော့မှဒီ Shuffling ပြိုင်ပွဲလေးတို့လောက်ထားရပေါ့နော်အဲ့ဒီဟာဒီဟာဆူရတဲ့ကလေးတွေကိုဆူပေးမယ်ပေါ့အဲ့ဒီပွဲလေးပါခင်ဗျာဒီမှာပြရတာပထမအဆုံးပြိုင်ပွဲလေးလို့လည်းပြောလို့ရမယ်ပေါ့နော်ဒီကျွန်တော်တို့ဒီအက်စတက်တင်နဲ့အနုပညာနဲ့ပေါင်းတာပေါ့ဒီအလ အလတရားကိုကျွန်တော်တို့ဒီပေါ်ကျူးကျင်တာဟုတ်လားအနုပညာလေးနဲ့ဒါပေါ်ကျူးလိုက်တဲ့သဘောပေါ့ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ aesthetic treatment နေဆိုတာလည်းတော့အများကြီးရှိရယ်ပေါ့ဒီ treatment တွေကမှတကယ် quality ကောင်းတဲ့အ treatment ပေါ့တကယ်စိတ်ချရတဲ့ကုထုံးနေပေါ့ဒါတွေဟုတ်လားတကယ်အစ်မပလစ်ကိုတကယ်အစ်စ်တင်တယ်ဒီမှာအတူတူအများကြီးရှိတာဟုတ်တယ်အဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ဒါ public ကိုဒါ awareness ရစေချင်တာပေါ့နော်အဲ့ခါကျတော့ဒါလည်းဒါအရင်ကောင်းပါတယ်လို့ခေါ့ ရင်ခုန်နေမယ်ဆိုတော့သိပါတယ်စကားရဲ့အများကြီးမပြောဘဲနဲ့မကြခင်ချိန်တွဲမှာ result တွေကိုကျွန်တော်တို့ချိန်ညာပေးပါတော့မယ်ခမရဒီနေ့ကတော့ aesthetic and ad ပေါ့နော်ဒါအလှပနဲ့အနုပညာပေါင်းစပ်ထားတဲ့ဒါဒီနေ့ဇလန်းတို့တိုင်ပွဲအတွက်ဒါနောက်ဆုံး final ဒါ super wave ခံတာပေါ့နော်အားလေးလာရောက်ပြီးတော့တက်ပြစ်တာပါဟုတ်ဒီရောက်တော့မှဘေးနဲ့တွေ့ရလေအဲ့ဒါဆိုအင်းကြီးစင်လူပြင်းနေမတိုက်ထားဘူးနော် ဟိုဒီပြန်ပွဲလေးဖြစ်ပေါ်လာပုံကလည်းဒီဆွေရွယ်စီကိုဒေါက်တာကျူမောက်တော်ရဲ့ idea နဲ့ပေါ့နော်ဒီမှာနိုင်ငံမှာပထမဆုံးအနေနဲ့ extended နဲ့အပေါင်းဆက်ထားတဲ့ T-twin ဖန်တီးမှုတစ်ခုကိုခြောက်ပြခြင်းနဲ့ရွေးချက်နဲ့ဒီအလှတရားနဲ့ယုံကြည်မှုဆိုတဲ့ပြန်ပွဲလေးကိုကျင်းပပြခဲ့ရဖြစ်ပါတယ် အဓိကသူတို့ဘလို့ကောင်းဘလို့ပုံစံမျိုးနဲ့ရိုက်ကြမလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ဆိုရင်တော့လေအဲ့လိုပေါ့ပြီးတော့ပုစရာကျတော့ feature အရှိမဟုတ်ဘူးအတူလေးအတူတူလေးတွေမှာထိထိမိမိနဲ့ပေးရမှာဆိုတဲ့အခါကျတော့ပုံစိတ်ဝင်စားတယ်ပြီးတော့ cosmetic ကြော်ညာမှာလည်းမဟုတ်ဘူး cosmetic ကိုခေါင်းစဉ်တစ်ခုနဲ့ထားပြီးတော့ရိုက်ရတာမျိုးလည်းမဟုတ်ဘူးဆိုတော့ဘလို့ဘလို့ဘလို့ဖြစ်မလဲပေါ့နော်စိတ်ဝင်စားတယ်အာကိုယ့်ရဲ့ရုပ်ရှင်တွေကကိုယ့်ချိန်ကြီးကိုကြိုက်နေတော့မယ် style ကြီးပဲကိုဒေါ်လာတန်ပေါင်းများစွာတန်ပါတယ်ကျင်ကျင်လေးစားရတဲ့ကျွန်တော် မြင့်ပညာရှင် Academy Main ဦးဖြစ်ပါတယ်ခင်ဗျာလက်ထုတ်အကျဉ်းချပါစေဒီမှာပါတော့ဒါမိုက်ရကျွန်တော်တို့ကလည်းကိုရီကြောက်လည်းကိုရီဖြတ်တန်းလာတဲ့ပုံစံတစ်ခုပေါ့နော်ဒီအခုခေတ်ကလေးတွေကသူတို့ဖြတ်တန်းလာတဲ့အခြေအနေသူတို့ရဲ့ဖြတ်တန်းလာတဲ့ပုံစံတစ်ခုနဲ့ဒီအမှုပညာတစ်ခုကိုပေါ့ဘယ်လို create လုပ်လဲဆိုတာဒါအရင်စိတ်ဝင်စားတယ်ကိုကနောက်တော့လည်းသူကသူတို့ create လုပ်ခြင်းတဲ့ဟာတွေကို ဒါပြဖို့နေရာကြတော့လေသူက platform platform တွေလို့ရောเนาะဒီလိုပွဲလေးတွေကြတော့ဒါသူတို့ရှိလေးရမယ်ဒီလိုသူတို့တေချာပန်လေးဒါရှိလေးရမယ်သူတို့အခွင့်အရေးတစ်ခုလည်းဖြစ်ပြီးတော့အများကြီးရှိတယ်မယ်သူတို့ကတချို့အခုလိုချိန်မှာကတချို့ဟာတွေကြတော့ professional တွေကများတာလေဒီလို clear တွေအတွက်ကြတော့ ਨੇ platform နေသေးတာပေါ့နော်နေသေးရဆိုတော့ဒီလိုကျွန်မနဲ့အများကြီးရနောက်ပိုင်းကျရင်တော့ပို့ဖြစ်လာမယ်လို့ယုံကြည်ပါတယ်ဒီကောင်ကတော့ပထမဦးဆုံးဖြစ်သွားတာပေါ့ 3 minute video uh, people choice award ကိုရရှိသွားလို့ပါတော့ the value of beauty ရမင်း A ဖြစ်ပါတယ် Congratulations ပါခင်ဗျာ The Value of Beauty Global Aesthetic Company Limited ကပေါ့နော်ဒီ Aesthetic Industry မှာ Pioneer Company တစ်ခုအနေနဲ့ ဒီ Sanlorenzo Electronic Brand ကဲ့သို့သော International Laser Device တွေကိုမြန်မာနိုင်ငံမှာတင်သွင်းဖြန့်ချိလာအခုဆိုရင်10သုနှစ်တခုရှိခဲ့ပြီဖြစ်ပါတယ်။ဒီ Astatin နဲ့အကိုပထမဆုံးပေါက်ဆက်ထားတဲ့ပြိုင်ပွဲလေးအနေနဲ့ဒီဟိုဖန်တီးချပြခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီအလှတရားနဲ့ယုံကြည်မှုဆိုတဲ့ခေါင်းစဉ်နဲ့ပြိုင်ပွဲလေးကျင်းပပေးတာဖြစ်ပါတယ်။အဲရည်ရွယ်ချက်ကတော့ဒီနေ့စဉ်လူနေမှုပေါ်မှာပေါ့နော် Astatin ကိုပို့ပြီးတော့ဒီနေ့ကျွမ်းဝင်လာတဲ့ခြင်းနဲ့ပြီးတော့ဒီ International Laser Device တွေကဒီနိုင်ငံခြားထိသွားစရာမလိုဘဲနဲ့ ဒီကိုယ်နိုင်ငံအတွင်းမှာပဲထိရောက်တဲ့ treatment တွေကိုယူနိုင်နေဆိုတော့ knowledge ကိုလည်းပေးခြင်းနဲ့ပြီးတော့တံမွေးဝင်ကြတဲ့ငွေငွေမငွေတွေကိုလည်းထက်တလန်းကနေပြီးတော့သူတို့ရဲ့စိတ်ကူအိမ်မက်တွေကိုတောင်းထဲပုံပေါ်ပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ဒီပြန်ပွဲလေးကျင်းပပြတာဖြစ်ပါတယ်။ဟိုစုတွေအားလုံးနဲ့မှာပေါ့နော်အာဟို story telling ရဲ့ဟို direction ရဲ့ပြီးတော့ဒီ channel စုကြီးရဲ့ပေါ့နော်အဲအဲ UI ထဲမှာဟို story telling ကအလိုချင်ဆုံးလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ ဟိုအရင်တည်းကဒီ script ကိုစူးစမ်းခဲ့တာ story ရေးပြောဖို့စူးစမ်းခဲ့ရတယ်အချိန်တွေအများကြီးခြိုက်ပေါ့နော်ဆိုတော့အခွင့်အရေးပြည့်အချိန်မှာရရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရရရရင်လည်းရများရင်လည်းရဆိုပြီးအဲ့လိုတက်လာတော့ပေါ့နော် people choice ကတော့လုံးဝမထင်တာအခုလိုရသွားတော့အရန်ဝမ်းတက်ပါတယ် ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်တဲ့အခါမှာ30စက္ကန့်ဆိုပေမဲ့ကျွန်တော်အရင် effort ထုတ်ခဲ့ရတယ်။အားလုံးကလေဟိုလူငယ်အမှုပညာရှင်ဆိုပေမဲ့သူတို့ရဲ့ဒီလက်ရာတွေကဟိုအရင်ကောင်းနေပေါ့နော်။အဲ့တော့ judge အနေနဲ့ဒီဟိုတက်ပွဲဗီဒီယိုကြီးတဲ့အခါမှာဆိုရင်လေဒီအကောင်းဆုံးကို ဟိုရွေးဖို့ကိုတော်တော်လေးကိုခက်ခဲခဲနဲ့ဒီဆုံးဖြတ်ခဲ့ရတာပေါ့နော်အကုန်လုံးကကောင်းနေတော့လေအဲ့တော့ဟိုသူတို့ရဲ့ဒီပွဲမှာအသက်မှတ်ထားတဲ့စီကန်းချက်တွေကိုလည်းသူကဝင်အောင်လို့ကိုကိုပိုင်စကူးတွေနဲ့ဒီချပြခဲ့တဲ့အတွက်အကုန်လုံးအတွက်လည်းဂုဏ်ယူပါတယ်ဆူရတဲ့အတွက်ဆူရတဲ့သူတွေအတွက်လည်းဂုဏ်ယူတယ်မရတဲ့သူတွေအတွက်လည်းနောက်ထပ်ထပ်ပြီးတော့စူးစမ်းဖို့ပေါ့နော်အမချော်ဖို့ပြောချင်ပါတယ် care to confidence သူရဖြစ်ပါတယ် care to confidence သူရဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပုံမှန်ပါ congratulations ပါညီလေးသူရ ဟုတ်လေကျွန်တော်တို့ရှိရတာဟိုဟာ global spirit award ထူတာเนาะစုကြည့်ထဲမှာဆိုလို့ရှင်ပေါ့เนาะစုကြည့်တုံးစုထဲမှာပါရဲစုပြာတစုပေါ့เนาะဟုတ်အဒီရဲ့စကားသင်ဗီဒီယိုထဲမှာဆိုလို့ရှင်လည်းပေါ့เนาะအဲ့ဗီဒီယိုကောင်းနေလည်းအများကြီးပါတယ်အမျိုးကိုရမယ်လို့တော့ညီမမျောလင့်ထားပါဘူးဟုတ်ဟုတ်တရန်စိတ်စုတင်ပြီးပါပြီးရဲ့တိုင်းလူကြီးတွေကိုပေါ့ဟုတ်ဟုတ်ကဲ့ PHI award နဲ့ appreciate award ဆုရခဲ့ဟုတ်တစုလောက်ပဲရမယ်ထင်တာပေါ့เนาะအဲ့ဒါပဲနှစ်စုရပါတယ်အရင်ပြောပါတယ် ီးတို့အားလုံးကဟိုအမြတ်တန်ကြီးမှုနေနေပြန်တက်ကတူရန်ကုန်ကပါဟုတ်ဟုတ်သူတို့တွေရရုပ်ရှင်ကတမျက်သဘင်ရပါဒါပေမဲ့ဒီသဘင်အနေနဲ့ဒီလိုမျိုးရှိနေလုံနိုင်နေစရာကိုကြာချင်တာလည်းပါတာပါတော့ဆီယမားတွေကလည်းတိုက်တွန်းပေးလို့အဲ့လိုမျိုးပြန်ဖြစ်လာပါရှင့်ဟုတ်ပါရှင်တို့လည်းအရန်ကျေးဇူးတင်ပါဆုရတော်တဲ့လူတော့ The Max Danza ကောင်းစီသူဖြစ်ပါတယ်ခင်ဗျာ congratulations ပါနေလေ the must answer ကောင်းစီသူဖြစ်ပါတယ်ဒါနဲ့ကိုလည်းအချိန်ကြီးကြရသည်အဲ global aesthetic ကိုလည်းအများယုံကြည်စွာအားပေးလက်တွဲဝန်းရံနေတဲ့ aesthetic clinic တွေလည်းအများစွာရှိရပါတော့အဲခုပြန်ွယ်လေးမှာလည်းဒီဟိုတစ်ခါတလားနေပြီးတော့ sponsorship တွေနဲ့လည်းပါဝင်ပေးကြတယ်အဲ့တော့အများနဲ့ကျေးဇူးတင်ပါတယ်လို့ဒါရဲ့ဆက်ပြီးကြိုးစားတော့ပါမယ်လို့နောက်ပိုင်းမှာလည်းပေါ့နော် ဒီလိုပြိုင်ပွဲမျိုးလေးတွေအစီအစဉ်ကောင်းလေးတွေကိုလည်းရရင်ရသလိုပေါ့နော်ကြိုးစားပြီးတော့ဖော်ဆောင်သွားမှာပဲလို့ပြောချင်ပါတယ်အခုပြိုင်ပွဲမှာလည်းပြိုင်ပွဲဝင်ပေးကြတဲ့ကောင်းငင်ညီမတွေအကုန်လုံးလည်းကျေးဇူးတင်တယ်သူရသွားတဲ့သူတွေအကုန်လုံးလည်း congratulation ပါလို့အားလုံးကျေးဇူးများတင်ပါတယ်ရှင့်